ဘာလို့မဲမြင်လာပါဗျကျွန်တော်တို့တွေကလာပြီးတွေတွေရောက်ရင်ဆရာကြီးဘာတွေလောက်ကမလဲနော်လူမျိုးမေးကြတယ်ဘလို့စီနေလို့တင်လဲလာပြီးနေမှာဘာကုသိုလ်ကောင်းမှုတွေလောက်ကမလဲအဲ့လိုမျိုးပြောကြတယ်အဲ့တော့လာပြီးနေဒီမှာကျွန်တော်လုံးလုံးရမယ့်ဟာတွေတစ်ချက်ပြောပေးချင်တာပါအဲ့တော့ဒီတစားမုံလာပြီးမှမဟုတ်ဘူးဘယ်လာပြီးမဆိုလုံးလုံးရတယ်နေလန်းလေးဖြစ်ပါတယ်အဲ့တော့လာပြီးနေရဘယ်နည်းနဲ့တိုက်ဆိုင်ရင်ဘာလောက်ကမယ်ဆိုတာမျိုးရှိရဗျအဲ့ဒါလေးကတသက်တာအတွက်မှတ်သွားစေခြင်းနဲ့နော် အဲ့တော့လာပြည့်နေ့ဆိုတဲ့အတိုင်းလာပြည့်နေ့ကကျွန်တော်တို့ကတနင်္လာပိုင်ဆိုးရဲ့လာပြည့်တယ်ဆိုတာတနင်္လာအားကောင်းတယ်တနင်္လာဆိုတာရေဓာတ်အေးအေးဓာတ်မြစ်တာဓာတ်ဖြစ်တယ်နော်ဒါကြောင့်ပဲဖះပွင့်ခဲ့တဲ့ဟာတွေတရားဟောခဲ့တဲ့ဟာတွေအကုန်ကြည့်လိုက်လာပြည့်နေ့တွေဖြစ်နေတာတွေ့ရလိမ့်မယ်အဲ့တော့လာပြည့်နေ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ကလဲဆိုတော့ဖះចောင်းဆောင်ရေတက်ပယ်ရပါတယ်နော်ဖះចောင်းဆောင်ကိုကျွန်တော်တို့ရေတက်ပယ်ပေးရတယ် နော်တောက်တော်ကြီးအသက်လဲတာကြီးတောက်တော်ကြီးကွက်လေးတွေစေးကြောတာမျိုးတွေဖះကြောင်းဆောင်တန့်ရှင်းလောက်တာလေလောက်ရတယ်နော်အဲ့တော့အဲ့လိုမျိုးတန့်ရှင်းတာမျိုးကိုသူကဖះကြောင်းဆောင်အရင်လောက်ရတယ်ဖះဆင်းလို့တော့ကြီးဆင်းလို့တော့ဘာများဆိုတော့ရောင်တော်ဖွင့်တာတွေလုံးမယ်နော်ဖះကြောင်းဆောင်တဲ့မှာနည်းနည်းပါအမိုက်ဖုံပါညာဝင်နေတဲ့အချို့ဟာတွေရှိတယ်ဟိုအဲ့လိုဟာမျိုးဆိုတော့တေချာကျွန်တော်တန့်ရှင်းတွေပြန်လုပ်ရတယ် ပေဖျားတောက်တော်ကြီးခွက်လေးတွေတေချာရေစီးကြွားရတယ်တောက်တော်ကြီးလေးတွေအစ်စ်လဲရတယ်အရာတွေကိုကျွန်တော်တို့ကလာပြည့်နေ့ဒီမှာလောက်ကြတယ်လောက်ပြီးရင်ကျွန်တော်တို့ကမေတ္တာအားကြီးတဲ့ရက်ဖြစ်တဲ့အတွက်လာပြည့်နေ့ဒီမှာကျွန်တော်တို့ကမေတ္တာပို့ရတယ်အဲဒါတော့မေတ္တာတုတ်တွေများများရွတ်တာမျိုးတွေမေတ္တာပွားတာမျိုးတွေဂုံတော်မေတ္တာဦးစားပေးပွားရတယ်နော်ဘာလို့လဲဆိုတော့လာပြည့်နေ့ရဲ့အားသာချက်ကအရာတွေအဲ့တော့မြည်သီးလာပြည့်မှဆိုအရာတွေလောက်ကြတယ်အရာအပြင်ကျွန်တော်တို့က လာပြင်းနေနဲ့ဘယ်နည်းတိုက်ဆိုင်ဘာလို့ဆိုတာမျိုးရှိတယ်ဗျအဲ့တော့လာပြင်းနေမှာကုတူထူးတွေကျွန်တော်တို့ကလှုပ်ချင်တယ်ဆိုရင်လာပြင်းနေကတောက်ကြာနေနဲ့တိုက်ဆိုင်ခဲ့သည်ရှိတော့တဲ့နောက်ဒီဒီဇောင်မုံးလာပြင်းကတော့လာပြင်းနေကတောက်ကြာနေနဲ့တိုက်ဆိုင်တယ်အားကြောင့်ကျွန်တော်ကဒါကိုဦးစားပြီးပြောတာလာပြင်းနေကတောက်ကြာနေနဲ့တိုက်ဆိုင်ခဲ့သည်ရှိတော့တဲ့စေးုံစေးကန်တက်နေကြတဲ့လူနာတွေကိုဒါနသွားပြုရပါတယ်တော့ဒါနပြုတဲ့နေရာမှာငွေကြေးတော်လကောင်းဝတ္ထုပစ္စည်းတော်လကောင်းအစားအသောက်တော်လကောင်းကြိုက်တာဒါနပြုရတယ်အဲ့တော့ တောက်ကြနေနဲ့လာပြင်းနေနဲ့တိုက်ဆိုင်နေဆိုရင်ကျွန်တော်တို့ကကုသိုလ်တွေလုပ်တဲ့နေရာမှာကြိုက်တဲ့ကုသိုလ်လုပ်လုပ်လို့ရတယ်။အော်ဘီဒင်ရေရာနေနဲ့ဟောဆရာကြီးဘာလုပ်လို့ရတယ်ဆိုရင်ဆေးုံဆေးကန်တက်နေတဲ့လူနာတွေကိုဒါနာပြုပါ။ဒါအလွယ်ဆုံးနေမှတ်ပါ။နော်ကိုကြိုက်တာလုပ်လို့ရတယ်နော်ကုသိုလ်ကကျွန်တော်တို့ဘာလို့ပါဘာလို့ပါစီမံခန့်ခွဲလို့မရဘူးကိုကြိုက်တဲ့ကိုကိုစိတ်ပါရလုပ်လို့ရတယ်ဒါပေမဲ့ဘီရင်ရရအနေနဲ့ဘာလို့လို့ရလဲဘာကုသိုလ်လေးကျွန်တော်လုပ်ရင်အဆင်ပြေမလဲဆိုရင်တော့စိတ်ုံစည်းကန်တက်နေတဲ့ လူနာတွေကိုကျွန်တော်တို့စေဝါတော်၎င်းမုတ်တော်၎င်းငွေကြီးတော်၎င်းထောက်ပံ့ပါအကူအညီပါဒါကိုကျွန်တော်ပထမအဆုံးပြောလိုပါတယ်စနေနေ့အဲ့တော့စနေနေ့ဟာလာပြီနေ့နဲ့တိုက်ဆိုင်နေခဲ့သည်ဖြစ်တော့စနေနေ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကလူကြီးမိဘတွေကိုလက်ဖက်ချောက်တို့နော်လက်ဖက်အဆို့တို့လက်ဖက်အချောက်တို့လူကြီးမိဘဆိုအဖေလဲရတယ်အမေလဲရဦးကြီးပါကြီးအတော်ကြီးအဖိုးအဖွားအနီးအနားမှာရှိတဲ့လူကြီး နော်အိမ်မှာကိုအကြီးဆုံးကိုထက်ကြီးတာမရှိတော့ဘူးဆိုကိုအနီးနားမှာကိုထက်အသက်ကြီးတဲ့လူကိုလက်ဖက်ချောက်လက်ဖက်အဆို့ဖြူပေးရပါတယ်ဗျာဒါဘေးဒင်းရေရရာရတော့တင်းနေကိုနေလို့နေမျိုးတွေမှာလာပြင်းနေနဲ့တိုက်ဆိုင်နေဒီနေ့ကလာပြင်းနေတင်းနေကိုနေနေတိုက်ဆိုင်နေဆိုရင်ကျွန်တော်တို့ကအနီးဆုံးလူတွေကိုတဲ့ကိုအနီးနားမှာရှိတဲ့အနီးကပ်နေတဲ့လူတွေကိုကုတို့ပြုတ်ပေးရနော်အနီးကပ်နေတဲ့လူတွေဖြစ်တဲ့အတွက်အိမ်သားတွေလည်းဖြစ်မယ်အိမ်နီးနားချင်းတွေလည်းဖြစ်မယ် ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုအဆောင်တွေပါနေတယ်ဆိုရင်ကိုယ့်ရဲ့အဆောင်သူအဆောင်သားတွေလည်းဖြစ်မယ်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ကမဟုတ်ဝဲကျွေးလိုက်တာမျိုးလို့တခုခုလှုပ်ကျွေးလိုက်တာမျိုးလို့ဒီလိုမျိုးလုပ်ပေးရတယ်အကောင်းဆုံးကတော့လေကျွန်တော်တို့ကမုံရင်းကားချက်ကျွေးရတယ်တို့တင်းင်းကုန်နေနေမျိုးမှာဆိုရင်လာပြင်းနေတဲ့တိုက်ဆိုင်နေဆိုရင်ကို့နားလူဒါပါတော့အိမ်မှာမုံရင်းကားချက်စားကြတယ်အင်းနီနာချင်းတွေဝေလိုက်တယ်အဆောင်မှာမုံရင်းကားချက်ကြကြတယ်ကိုကုံကြခံလိုက်တယ်ကိုဆောင်သူဆောင်သားတွေကျွေးလိုက်တယ်နော် ်ဒါကိုအိမ်နီးနာချင်းတွေကိုယ့်ရဲ့တိမ်ထဲမှာရှိတဲ့လူတွေကကိုယ့်အိမ်မှာအလုပ်သမားတွေရှိတယ်ကိုယ့်အနီးဆုံးမှာရှိတဲ့အလုပ်သမားတွေကိုတခုခုဝယ်ကျွေးလိုက်တယ်မိုးရင်းကားပေါ့ဒီကောင်းတာတော့မိုးရင်းကားတော့ထိရောက်ဆုံးနော်တင်းနေကုန်နေနေရလာပြင်းနေနဲ့တိုက်ဆိုင်အဲ့လိုပဲတနေလာလာပြင်းနေနဲ့တိုက်ဆိုင်နေတယ်ဒီနေ့ကလာပြင်းနေလည်းဖြစ်တယ်တနေလာနေလည်းဖြစ်တယ်ဆိုရင်ကျွန်တော်ကကိုယ့်ရဲ့အောက်လက်ငယ်သားတွေကိုလက်ဆောင်ပေးရပါတယ်တဲ့နော်ဘာလက်ဆောင်မဆိုပေးလို့ရတယ်နော်အဲကိုကအထက်လူကြီးဆိုရင်ကိုအောက်ကဝန်ထမ်းတွေအဲကိုကအိမ်ကမိဘဆိုရင်ကိုသားသမီးတွေ ်နော် ကိုကလူပြိုကြီးဆိုရင်ကိုတူတူမာတွေစသဖြင့်ကိုထက်ငယ်တဲ့လူတူတူတယောက်ကိုလက်ဆောင်ပေးရတယ်လာပြီးနေတဲ့တိုက်ဆိုင်အဲအဲ့လူတွေလက်ဆောင်ပေးပြီးဆူတောင်းနေဆိုရင်ကျွန်တော်တို့အများကြီးထိရောက်တယ်တဲ့ပို့ပြီးတော့အဲအဲ့လိုကုသိုလ်လုပ်ပြီးမှဆူတောင်းရင်ပို့ပြည့်တယ်လို့ကျွန်တော်တို့ပြောပါတယ်နော်အင်္ဂါနေ့အင်္ဂါလိုနေ့မျိုးတွေမှာဆိုရင်တော့ကိုယ့်ရဲ့အိမ်ရှိမှာတွာလာနေတဲ့လူတွေကိုကုသိုလ်လို့ပြုရတယ်ဘယ်လိုဟာမျိုးကုသိုလ်ပြုလဲဆိုရင်ကျွန်တော်တို့အုံးလို့ပါတဲ့မုတ်တွေကိုကုသိုလ်ပြုရတယ် ဒီနေ့ကအင်္ဂါနေ့လည်းဖြစ်တယ်လာပြင်းနေလည်းတိုက်ဆိုင်နေဆိုရင်ကိုယ့်ရဲ့အိမ်ရှိမှာသွားနေတဲ့လူကိုဟာပါတော့အုံတို့ခောက်ဆွဲလေးခေါ်ကျူးလိုက်တာမျိုးအုံတို့ပါတဲ့အုံတို့ကြောက်ကြော်လေးလက်ဆောင်ပေးလိုက်တာမျိုးကျူးလိုက်တာမျိုးဒီလိုမျိုးလုပ်ပေးတာကအကောင်းဆုံးလို့ပြောတယ်နော်ဒါဆိုရင်ကျွန်တော်တို့အင်္ဂါနေ့ရပြီဗုဒ္ဓဘုရားနေ့ဒီနေ့ကဗုဒ္ဓဘုရားနေ့လည်းဖြစ်တယ်လာပင်းနေလဲတိုက်ဆိုင်နေဆိုရင်ဗုဒ္ဓဘုံနေလာပင်းနေတိုက်ဆိုင်နေဆိုရင်ねကျွန်တော်တို့ဒါကြုံလို့ပြောပြတာပေါ့ဖျားနေကစားတင်တာမျိုးတွေဆောင်ရွက်လို့တိတ်ကောင်းတယ် ဘုဒ္ဓဘုံနေနဲ့လာပြင်းနေတဲ့တိုက်ဆိုင်နေဆိုရင်ဖျားနေကစားတင်တာမျိုးတွေအိမ်တက်တာမျိုးတွေအလုပ်လို့အရန်ကောင်းပါတယ်အဲ့တော့အိမ်မတက်ရသေးဘူးဖျားနေကစားမတင်ရသေးဘူးဆိုတဲ့လူတွေအဲ့ဒီနေမှာလှုပ်ကြည့်ပါအဲ့ဒါထိရောက်ပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ကအဲ့လိုနေမျိုးရောက်လာပြီဆိုရင်တဲ့ကျွန်တော်တို့ဘာတွေလောက်ကလဲဆိုတော့နော်ဟိုအနီးနားမှာရှိတဲ့ဘာသာတရားလုံနေတဲ့ပုံကိုကြီးတဲ့နော်ဘာသာတရားလုံတဲ့လူပုံကိုဘာသာရေးတိတ်လိုက်စားတယ်ဆိုတဲ့လူပုံကိုကြီး เนาะအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ဆေးလူရပါတယ်။ဟောအခုနီးနားမှာတော့ဘာသာရေးလိုက်စားတဲ့လူပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်ဘုံကြီးယဟန်တွေကိုကျွန်တော်တို့ဆေးလူရပါတယ်။เนาะအဲ့ဒါမျိုးကိုလုပ်ကြည့်ပါအဲ့ဒါဆိုရင်ကောင်းပါတယ်။ဟိုနေကစားတင်တာတော့အင်တက်လောက်တာတော့ဒါကြုံလို့ပြောပြတာပါเนาะအဲ့လိုကြာသာပရေးဗျာကြာသာပရေးလို့နေမျိုးရောက်လာပြီဆိုရင်တဲ့ကြာသာပရေးလို့နေမျိုးရောက်လာတယ်။လာပြီနေ့ကလည်းကြာသာပရေးနေ့ဖြစ်တယ်ဆိုရင်တဲ့မိမိအနေနဲ့မိမိချစ်ရတဲ့သူ အချစ်ရဆုံးသူနော်အချစ်ရဆုံးသူကိုလက်ဆောင်တစ်ခုကိုပေးရပါနော်အချစ်ရဆုံးသူကိုဘယ်သူအချစ်ရဆုံးဖြစ်လဲဘယ်သူကိုကိုဟိုပါပြအချစ်ရဆုံးသူကိုလက်ဆောင်တစ်ခုကိုပေးရတယ်အဲ့ဒီလက်ဆောင်ကလည်းဖြစ်နိုင်တယ်ဆိုရင်လည်းကျွန်တော်တို့ကဘလို့ဟာမျိုးတွေပို့ကောင်းလဲဆိုတော့အရင်နဲ့ပတ်သက်တဲ့လက်ဆောင်ဖြစ်ကြတယ်တဲ့နော် အရင်နဲ့ပတ်သက်တာဆိုရေမွေးရတယ်ဗျာနော်ရေမွေးလို့ပါလို့ကြာနောက်ပြီးတော့ ဟိုအရင်နဲ့ပတ်သက်တာဆိုဟိုအစီပေါ့မျက်နာတက်စေးလို့ပါအဲ့ဒါလေးပေးရအဲ့တော့ဂျာလာဘရီနေ့လည်းဖြစ်တယ်လာဘီနေ့နေ့လည်းတိုက်ဆိုင်နေဆိုကိုချရတဲ့သူမျက်နာတက်စေးလေးတွေပေးတာလေရေမွေးလေးတွေပေးတာမျိုးတွေဒီလိုမျိုးတွေကိုလုပ်ပေးရတာကိုတော့ပို့ပြီးတော့ကံကောင်းစေတယ်အဲ့လိုတွေပေးပြီးတော့ဆုတောင်းတယ်ဆိုရင်ပို့ပြည့်ပါတယ်လောက်ဆိုတော့ကျွန်တော်တပတ်လည်ပြည့်သွားပြီဆိုတော့သဘောပေါက်မယ်ဖြစ်ပါတယ်အဲ့တော့မြည်သီးလာပြင်းနေမှာဆိုဘယ်နည်းနဲ့တိုက်ဆိုင်လဲကြည့်ပြီးတော့ကုသို့ ပြုနိုင်ကြပါစေအထူးသဖြင့်တော့ကျွန်တော်တို့ဖရားကြောင်းဆောင်တတ်ရှင်တာဖရားရေတက်ပေတာတောက်တော်ကြီးလေးတွေညောင်ရိုးလေးတွေတတ်ရှင်လို့တာနော်ဖရားကိုအေးအေးနဲ့ပတ်သက်တဲ့အချိုရင်းနဲ့ပတ်သက်တဲ့ကတွေနော်တတိဖြော်ကြီးတွေနဲ့ပတ်သက်တာတွေဖရားကတ်တာမျိုးတွေလုတ်ပေးတာကတော့အကောင်းဆုံးပဲအဲ့တော့လာပြည့်နေ့ကအဲ့လိုမျိုးတွေလုတ်တဲ့နေအဲ့တော့ဒီလာပြည့်ရောက်ဆိုရင်ကျွန်တော်တို့ဘာဒီကောင်းလဲဆိုတော့ဗရနီနတ်ခတ်ဖြစ်တဲ့အတွက် ဟိုညအထိဟိုကနက်ခတ်ကည7နာရီလောက်မှကြက်တီကနက်ခတ်ပြောင်းတာအဲ့ဒီမတိုင်ရင်ဗရယ်လီနက်ခတ်ဖြစ်တဲ့တော့ငွေကြေးကန်အားကောင်းစေတဲ့နက်ခတ်ဖြစ်တယ်ဗရယ်လီနက်ခတ်နက်ခတ်မှာဆန်းရှင်ပြီးမိုးတဲ့ကလေးတွေဆိုရင်ငွေကြေးချမ်းသာတယ်နော်ဟိုတကယ်ကိုမဟိတနက်ခတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကငွေကြေးပေါ့ကျော်သွားတယ်။ဒါကြောင့်လေဘရန်ဒီနက်ခတ်တွေမှာကျုံလာရဲဆိုတော့ကျွန်တော်ကငွေရကားထားတဲ့ရုပ်ကပါပဲ။ဒါကြောင့်လာမဲ့သောင်မုံလာပြင်းနေရငွေရကားထားတဲ့ရုပ်တဲ့နဲ့မြတ္တာတုတ်ရွတ်တာမျိုးတွေငွေရကားတာဒီဝါဒိပိကားထားတွေနော် အခြားငွေရကာထာတွေအများကြီးရှိပါတယ်လက်ရွှင်ကာထာငွေရကာထာဒါတွေရွတ်တာကပို့ပြီးတော့လက်ရွှင်ကန်ကောင်းပါလိမ့်မယ်ဒါအပြင်ကျွန်တော်တို့မနိုင်ဖြာလာပြင်းနေဖြစ်တဲ့အဆောင်မိုးလာပြင်းနေည7နာရီဝင်းကျင်လောက်မှာတဲ့နော်လိုက်အောင်အောင်မှာကျွန်တော်တို့ရေကိုရေတန့်ပေါ့ရေတန့်ပေါ့နော်ကျွန်တော်ဖလားတဲ့တော့လကောင်း န်ခွက်ထဲတော့လောင်းရေထည့်ပါထည့်ပြီးတော့လရအောင်မှာတဏှာကြီးလောက်ထားထားပြီးတော့အဲ့ဒီရေလေးကိုပြန်သိမ်းတာပါအဲ့ဒီရေလေးကိုတောက်ပေးခြင်းဖြင့်စားပွင့်စေပါတယ်လက်ရွှယ်စေပါတယ်လူချစ်လူခင်များစေပါတယ်တော့ဒါကတော့ကြုံလို့ပြောပြတာဖြစ်ပါတယ်ဟိုဘယ်လိုပြောမလဲဆိုတော့လာပြီးနေမှာလှုပ်လို့ရတဲ့အစီအရင်လေးနော်လာပြီးဒီမှာတိတ်တိတ်တင်လို့ရတဲ့ဟာဒီတော့ဗီဒီနဲ့ဆိုင်တဲ့ကိစ္စတွေအများကြီးရှိတော့ဒါတွေကလူပုဂ္ဂိုလ်တယောက် နေနဲ့ဘီလင်းနားမလဲတဲ့လူတယောက်တွေနဲ့ live လုပ်မယ်ဆိုရင်အဆင်ပြေမှာမဟုတ်ဘူးသိမှာလည်းမဟုတ်ဘူးအရှိကြီးရှောက်ပြောနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလောက်ကတော့အားလုံးလုပ်လို့ရတယ်နီးလန်းနေဖြစ်ပါတယ်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်လာပြင်းနေရောက်ရင်လုံလုံရမယ်ကုသိုလ်လေးတွေလှုပ်ချင်းပြပိုပြီးကံကောင်းမှုတွေရရှိပိုင်ဆိုင်နိုင်ကြပါသေးတယ်။